Ogra minglawa. Okay. Aku wah, ugrado di Malaysia mah. သွားပြီးတော့မှဆွေးနွေးပွဲတက်ပြီးတော့ပြန်လာတာဆိုတော့ကျွန်တော်တို့ဟိုဒီမလေးရှားမှာဗားရီတွေ့ဆုံမင်းများမှုတွေဆွေးနွေးမှုတွေလုပ်ခဲ့တယ်လဲဆိုတဲ့ဟာလေးစိတ်ဝင်စားလို့ပေါ့နော်ဆိုတော့ကျွန်တော်တည်ကျင်တဲ့ဟာပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီမလေးရှားမှာဗောလေဒီပို့ပို့တော်လိုင်းရဲ့အဖွဲ့ဖြစ်တဲ့ဒီ PNFC ရဲ့ နောက် BNO ရေပေါ့နော်အဲ့ဒီအပါအဝင်ကျွန်တော်တို့တော်လိုင်းရင်အားစု20နဲ့တွားပြီးတော့မှအာဆီယံဥက္ကဋ္ဌနဲ့တွေးဆောင်တယ်လို့ကျွန်တော်တို့သတင်းရရှိတာပေါ့နော်ဆိုတော့အဲ့မှာဘာအကြောင်းအရာတွေဆွေးနွေးခဲ့တယ်လဲဆိုတာကျွန်တော်တို့ပြောပြပေးပါအောင်ခင်ဗျအပထမအဦးဆုံးကျွန်တော်တင်ပြချင်တာကတော့အခုဒီအာဆီယံဥက္ကဋ္ဌတွေနဲ့အလှည့်ကျဥက္ကဋ္ဌတွေနဲ့ဆောင်ရွက်ခဲ့တာရှိတယ်ကျွန်တော်တို့ရဲ့တိုင်းပြည်ရဲ့အရေးကိုဆောင်ရွက်ဖို့အတွက်ကိုစစ်အာဏာသိမ်းပြီးကလေးကိုကချမှတ်ထားတဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ရှိပါတယ်။အဲဒီ၅ရပ်ကိုချမှတ်တဲ့အချိန်မှာကျွန်တော်တို့ဒီဗမာပြည်ကကျွန်တော်တို့အခုစစ်ကောင်စီကခေါင်းဆောင်တွေလည်းပါဝင်ခဲ့ကြတယ်သူတို့သဘောတူပြီးတော့ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြတယ်။ဒါပေမဲ့လို့အဲဒီအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရပ်ကို အကောင့်တွေပေါ်တဲ့လုပ်ငန်းစဉ်ကိုထိထိရောက်ရောက်အကောင့်တွေပေါ်တာတော့အခုကျွန်တော်တို့ မလေးရှားအစိုးရနေပြီးတော့အာဆီယံအလဲကြဥက္ကဋ္ဌတောင်းယူတဲ့အချိန်မှာဖြစ်ပါတယ်။အရင်ကာလတုန်းကကျွန်တော်တို့ဒီအခုစစ်တပ်ကအာဏာသိမ်းထားတဲ့ကာလတစ်လျှောက်လုံးမှာအာဆီယံအလဲကြဥက္ကဋ္ဌတောင်းယူခဲ့ကြတဲ့ဘယ်နိုင်ငံအစိုးရတွေရာမှာကျွန်တော်တို့အခုလောက်ထိထိရောက်တဲ့ဆောင်ရွက်ချက်တွေမလုပ်ခဲ့ပါဘူး။အခုဆိုရင်တော့ကျွန်တော်တို့ဒီအာဆီယံအလဲကြဥက္ကဋ္ဌအနေနဲ့မလေးရှားအစိုးရနေပြီးတော့တောင်းဝန်ဆောင်ရွက်တယ်။အဲ့လိုတောင်းယူဆောင်ရွက်တဲ့အချိန်မှာသူတို့ဒီအာဆီယံအထူးကိုယ်စားလှယ်ယုံ အထူးကိုယ်စားလှယ်ကိုတောင်းဝန်ပေးတယ်။ထိုနည်းတူပဲအာဆီယံအထူးကိုယ်စားလှယ်ရုံးကိုလည်းဖွင့်လှစ်ပြီးတော့မှသူတို့လင်းလင်းလင်းနဲ့ဆောင်ရွက်ကြတာဖြစ်ပါတယ်။ဟိုကျွန်တော်တို့ကမလေးရှားကိုဖိတ်ကြားတာကတော့အာဆီယံအထူးကိုယ်စားလှယ်ရုံးကနေကျွန်တော်တို့ကိုတောင်းယူတောင်းခံပြီးတော့ဖိတ်ကြားတယ်။ပြီးရင်ကျွန်တော်မြမရေးသက်ဆိုင်သူများအစည်းအဝေးဆိုတာတွေကိုကျင်းပပေးတာဖြစ်ပါတယ်။၃ချိန်ရှိပြီဖြစ်ပါတယ်။အဲ့ဒီသုံးချိန်ကျင်းပပြုလုပ်ခဲ့တဲ့မြမရေးတက်ဆိုင်သူများစီဝေးတွေကို မလေးရှားအစိုးရနဲ့ဒီအာဆီယံအထူးကိုယ်စားလှယ်ရုံးကနေပြီးတော့မှသူတို့ဥဆောင်ပြီးတော့ဒါသူတို့ စီစဉ်တာဖြစ်ပါဥဆောင်ပြီးတော့စီစဉ်တာဖြစ်ပါကြော်ဒီနေရာမှာအလေးနဲ့ထားပြောချင်တာကတော့ဗာလဲဆိုရင်သူကမြမအရေးနဲ့ပတ်သက်ရင်အာဆီယံမူကမြမလက်မြမအုပ်ဖြစ်ပါတယ်မြမအရေးကိုမြမဒီကျွန်တော်မြမပြည်မှာရှိတဲ့သက်ဆိုင်သူတွေအကြားမှာပဲ ဥဆောင်မှုနဲ့ညှိနှိုင်းဖြည့်ရှင်းကြရမယ်မြန်မာလက်မြန်မာအုံဖြစ်တယ်ဒါကြောင့်တို့ဘာကိုဂယုစိုက်တယ်လဲဆိုလို့ရှိရင်မလေးရှားလက်မလေးရှားအုံဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးအပြောမခံရအောင်လို့တို့ကဒါကိုတို့ဂယုစိုက်ပါအထူးအဖြစ်တော့တို့ကဘာဒီကျွန်တော်တို့ကိုကျင်းပပြုလုပ်ပေးတာအစည်းအဝေးတွေဖြစ်မြောက်ရေးကိုတို့ကျင်းပပေးတယ်စီစဉ်ပေးတယ်ဆောင်ရွက်ပေးတယ်ဒီနေ့အဖြစ်ပေါ့နော်ဒီအစည်းအဝေးဖြစ်ဖို့အတွက်ကို facilitate လုပ်ပေးတယ်ဒါပေမဲ့လို့ ဆွင်တွေဆုံးဖြတ်တဲ့ကိစ္စရက်တွေကိုတော့တို့ကနှောင်းမှုချုပ်ကန်ရင်မလုပ်ပါကျွန်တော်တို့ရဲ့သဘောထားတွေကဘာတွေရှိသလဲကျွန်တော်ဗမာပြည်မှာရှိနေတဲ့တွန်လိုင်းအင်အားစုဒီနိုင်ငံရေးအင်အားစုတွေရဲ့သဘောထားတွေကဘာတွေလဲဆိုတာကိုတို့ကစုစည်းပြီးတော့မှတက်ဆိုင်လူတွေစီကိုထပ်မံပြီးတော့တို့ဟိုဒါပေးပို့ပြီးတော့ညှိနှိုင်းဆောင်ရွက်တဲ့လုပ်ငန်းတွေကိုတို့လုပ်တာဖြစ်ပါတယ်ဒါကြောင့်ခုဒီကျွန်တော်တို့နဲ့အထူးကျေးဇူးတင်တာကတော့မလေးရှားအစိုးရနဲ့ဒီအာဆီယံအထူးကိုယ်စားလှယ်ရုပ်နဲ့အပေါင်း အာဆီမလေးရှားအစိုးရနဲ့အာဆီယံအထူးကူစရေကိုလည်းကျွန်တော်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့စီဇန်ဆောင်ရွက်ပေးတဲ့ဒါအထူးကူစရေရုံးကိုလည်းပဲကျွန်တော်တို့ဟိုအမတန်ကျေးဇူးတင်တဲ့အကြောင်းတော့အလေးနဲ့ဒီနေရာမှာပြောကြားလိုပါတယ်အဲ့တော့အခုဒီလို ကျွန်တော်တို့ဒီအာဆီယံအထူးကူစရေရုံးကနေပြီးတော့ကျွန်တော်တို့ပို့မျိုးသားဖယ်ရယ်ကောင်စီ PNFC နဲ့ပို့မျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNL လို့အပါဝင် ကျွန်တော်တိုင်းပြည်မှာရှိတဲ့တွန်လိုင်းအင်အားစုနိုင်ငံအင်အားစုတွေကိုအခုလိုဖိတ်ကြားပြီးတော့မှအခုလိုအစည်းအဝေးတွေစီစဉ်လာတနည်းအားဖြင့်ပြောရရင်တော့ကျွန်တော်တို့ပို့အပါဝင်တိုင်းသားလူမျိုးပေါင်းစုံအသီးသီးရဲ့အမျိုးသားလွတ်မြောက်မှုတွန်လိုင်းရေးတွေကိုနိုင်ငံတကာအသိမှတ်ပြုတာဖြစ်ပါကျွန်တော်တို့ပို့အမျိုးသားဖယ်ရယ်ကောင်စီနဲ့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်အပါဝင်ကျွန်တော်တို့တိုင်းပြည်မှာရှိကြတဲ့ခုခံရေးတိုင်းရင်းသားခုခံတွန်လိုင်းအင်အားစုတွေရဲ့တွန်လိုင်းရေးတွေကိုအသိမှတ်ပြုသလိုပဲဒီကနေ့ ဖြစ်ပေါ်နေတဲ့လူရုຫນွေဥတော်ငါရေးကြီးကိုလည်းအတိမတ်ပြုတာဖြစ်ပါအခုဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့တဏ္ဍာလီယာမှာ fairway ရေးကောဒီမိုကရေစီရောအဲ့ဒီနှစ်ခုစလုံးပေါင်းစပ်ပြီးတော့ fairway ဒီမိုကရေစီလမ်းကြောင်းရှောက်မယ်ဆိုတာကျွန်တော်တိုင်းပြည်ရဲ့နိုင်ငံရေးပြမရေးစီကြောင်းဖြစ်ပါအဲ့ဒီရေးစီကြောင်းကိုသူတို့ထောက်ခံတာလည်းဖြစ်ပါရောက်တနည်းအားဖြင့်ပြောရရင်တော့ဒီအစည်းအဝေးတွေကိုမလေးရှားအစိုးရနဲ့ဒီအာဆီယံအထူးကိုယ်စားလှယ် နေပြီးတော့စီစဉ်ဆောင်ရွက်ပေးနေတာဟာကျွန်တော်တို့တိုင်းပြည်ရဲ့ဒီနေ့တော်လိုင်းလူမှုတော်လိုင်းရေးကြီးကိုတိမှပြုပေးတာဖြစ်တယ်လို့ကျွန်တော်ဒီလိုတင်ပြချင်ပါတယ်။ဟုတ်ကဲ့ဒီလိုမျိုးသေဆုံးဆွေးနွေးပွဲလုပ်နေစင်မှာပဲပေါ့နော်ကျွန်တော်တို့မလေးရှားရဲ့နိုင်ငံခြားရေးဝန်ကြီးကစစ်အုပ်စုနဲ့လာရောက်သေဆုံးတယ်ပေါ့လေ။ဆိုတော့စစ်အုပ်စုဘက်ကတော့ဒါသူတို့လုပ်မဲ့ရုပ်ခုပွဲတွေကိုအာတနည်းအားဖြင့်သူတို့သဘောတူညီတယ်ဆိုတော့အတွင် ပုံစံနဲ့လှုပ်ဆောင်တာမျိုးတွေကျွန်တော်တွေ့ရတယ်ပေါ့ဒီအပေါ်မှာရောဥက္ကဋ္ဌလို့ဘယ်လိုမျိုးပြောချင်ပါသလဲခင်ဗျကျွန်တော်တို့ဒီအစည်းအဝေးကျင်းပနေစဉ်ကာလအတွင်းမှာပဲပေါ့နော်မလေးရှားနိုင်ငံအစိုးရနဲ့အာဆီယံအထူးကိုယ်စားလှယ်ဖိတ်ကြားချက်ရမလေးရှားနိုင်ငံမှာကျွန်တော်တို့အစည်းအဝေးတွေကိုကျင်းပနေစဉ်မှာပဲဒါမလေးရှားနိုင်ငံဂျာယီဝန်ကြီးနဲ့အာဆီယံအထူးကိုယ်စားလှယ်အပါအဝင်ကိုယ်စားလှယ်ဖွဲ့ကဒါစစ်ကောင်းဆောင်နဲ့တွားပြီးတွေ့ခဲ့ကြတာဖြစ်ပါတယ်။အဲတွေ့ခဲ့ကြတဲ့အပေါ်မှာ ကျွန်တော်အမြင်ပြောရရင်တော့စစ်တပ်ကမလေးရှားရဲ့အပြုသဘောဆောင်တဲ့ခြိကပ်မှုတွေကိုလုံလုံကျူးကျူးအတုံးချလိုက်ပုံရှိပါတယ်အဲဒါမလေးရှားနဲ့အာဆီယံကနေပြီးတော့စစ်ကောင်စီကလုံမဲ့အတူရောက်ရွက်ောက်ပွဲကြီးကိုထောက်ခံပါတယ်ကိုယ်စလဲအခွင့်အရေးလဲစင်လို့မယ်ဒီလိုပြောတဲ့အခါကျတော့အမလေးရှားအစိုးရနဲ့မလေးရှားနိုင်ငံနဲ့ဒီအာဆီယံအထူးကိုယ်စလဲပုံရိပ်ကိုအထူးကြဆင်းစေခဲ့တာဖြစ်ပါအဲ့တော့ ဒီနေ့ဒါမလေးရှားကသွားတဲ့ကိုယ်စားလှယ်အဖွဲ့ကတော့လူရင်ကြီးတွေဖြစ်တဲ့အတွက်သူတို့ကရင်ကြီးကြီးပြောတာသူတို့ကဗာရင်ကြီးကြီးပြောတာခင်ဗျားတို့လုံးမှာရွေးကောက်ပွဲလုံးမှာဖြစ်တယ်လူရွေးကောက်ပွဲလုံးမှာဖြစ်အဲရွေးကောက်ပွဲကြီးကလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲကြီးဖြစ်ဖို့လိုတယ်တိုင်းပြည်ကပြည်သူလူထုကအခုတိုင်းပြည်ရဲ့ပြည်သူလူထုကလွတ်လွတ်လပ်လပ်ပါဝင်ဆောင်ရွက်ခွင့်ဖြစ်တဲ့ရွေးကောက်ပွဲကြီးဖြစ်ဖို့လိုတယ်တနည်းအားဖြင့်ပြောရင်အခုကျွန်တော်တို့အခုရွေးကောက်ပွဲ မတိုင်ခင်မှာပဲမဲ့ ်မဲတင်တန်းနေပေးတယ်မဲပင်းဤတင်တန်းနေပေးတယ်အဲ့ဒါတွေကိုမတက်တဲ့လူတွေကိုမှင်နေတားတယ်အခုကျွန်တော်ပို့ဒေတာတွေမှာဆိုလို့ရှိရင်ဒါ loud speaker တွေက light on တယ်မဲမပေးတဲ့လူကိုအေးယူမယ်ဒါမျိုးတွေပေါ့အဲ့ဒါတွေက လူရင်ကျေးတွေလုပ်တဲ့အလုပ်တွေမဟုတ်ဘူးမလေးရှားအစိုးရအနေနဲ့တပြောတာလူရင်ကျေးတွေနဲ့ရင်ကျေးတပြောတာခင်ဗျားတို့ရွေးကောက်ပွဲကိုကျွန်တော်ထောက်ခံလို့မရဘူးခင်ဗျားတို့ရွေးကောက်ပွဲကဒီတိုင်းပြည်လုံးနေနဲ့ကျင်းပတာမဟုတ်ဘူး ခင်ဗျားတို့ရွေးကောက်ပွဲအားလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲလည်းမဟုတ်ဘူးပြီးရင်ကျွန်တော်တို့အာဆီယံချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ခင်ဗျားတို့ကိုယ်တိုင်တူညီခဲ့တဲ့ဘုံသဘောတူညီချက်၅ရပ်နေတယ်ဆန့်ကျင်နေပါတယ်အဲ့ဒါကိုရင်ကြီးကြီးသွားပြောတာဖြစ်တယ်အဲ့တော့မလေးရှားနိုင်ငံသားကြီးဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ကရင်ကြီးသွားပြောတာကိုစေဟုစုကနေပြီးတော့မှနိုင်ငံရေးကလုံလုံကျွကျွအတုံးချလိုက်တာဖြစ်တယ်သူတို့ရဲ့မဟုတ်မမှန် ဝါရဖြန့်ကြည့်ရန်တရားတွေအလုတ်ကြံပြီးဝါရဖြန့်တဲ့ခါကျတော့မလေးရှားမခံနိုင်တော့ကျွန်တော်တို့ကလည်းမေးတယ်သူတို့အစည်းအဝေးထဲမှာ မေးတာပေါ့နော်ဒီ special invite မလေးရှားအအစိုးရကိုရောနောက်တခါကျွန်တော်တို့ဒီအာဆီယံရဲ့အထူးကူစလေးရောကျွန်တော်တို့ကမေးတယ်ကျွန်တော်တို့ကိုကြတော့သူတို့ကအစည်းအဝေးခေါ်ထားတယ်ဗျာပြီးရင်ဟိုမှာအဲ့ဒီလိုတွေတော့ပြောရသလားကျွန်တော်တို့ကလည်းမေးတာပေါ့မေးတဲ့ခါတော့သူတို့ကပြောတာမဟုတ်ပါဘူးသူတို့ကနိုင်ငံရေးသဘောတရားအရာပြောတာဖြစ်တယ် ဘလူဝဲဖြစ်ဖြစ်ရွေးကောက်ပွဲဆိုတာတပိုးစီကိုလိုလားတဲ့သူတိုင်းရွေးကောက်ပွဲကိုမဆန့်ကျင်ဘူး။ဒါပေမဲ့ဒီရွေးကောက်ပွဲကြီးကအတူရောက်ရွေးကောက်ပွဲကြီးဖြစ်နေတယ်။အတူရောက်ရွေးကောက်ပွဲကြီးဖြစ်လို့သူတို့ထောက်ခံလို့မရပါဘူးဆိုတော့လူရည်ကြီးတွေကစစ်ကောင်စီကိုစစ်အုပ်စုကိုရည်ရည်ကြီးတော့ပြောတာဖြစ်တယ်။အဲ့လိုရည်ရည်ကြီးတော့ပြောတာကိုစစ်အုပ်စုဘက်ကနေပြီးတော့လွလွမမအတုံးချတာဖြစ်တယ်။ဝါရဖြန့်ကျင်လို့တကောင်သူတို့အနေနဲ့အဲ့ဒါလက်ခံလို့မရဘူး။ဒါကြောင့်မို့လို့မလေးရှားအစိုးရကောဒါအာဆီယံအထူးကုလသမဂ္ဂရောက ကျွန်တော်ဂျင်ညာချက်တွေအသေးသေးထုတ်ပြန်ပြီးတော့မှတို့ဆောင်ရွက်ကြတာဖြစ်ပါတယ်။အဲ့ဒီကာလမှာကျွန်တော်တို့အနေနဲ့ကတော့မလေးရှားအစိုးရအနေနဲ့ဖြစ်စေဒါအာဆီယံအထူးကုလသမဂ္ဂရောဝါဖြစ်စေတို့ဂျင်ညာချက်ထုတ်ထုတ်မထုတ်ထုတ်ကျွန်တော်တို့ကတော့ဒီကိစ္စရပ်ပေါ်မှာကျွန်တော်တို့ပြောရမယ့်တာဝန်ရှိတဲ့အတွက်ကျွန်တော်တို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခုကျွန်တော်တို့ဒီတော်လိုင်းတော်လှန်ရေးနိုင်ငံရေးအင်အားစုစုစုပေါင်း20ကနေပြီးတော့မှကျွန်တော်တို့ဒါမလေးရှားအစည်းအဝေးကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဟုတ်ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့ဒီမလေးရှားနိုင်ငံမှာဒီအာဆီယံဥက္ကဋ္ဌနဲ့ကျွန်တော်တို့ဒီတော်လန်ရေးနိုင်ငံရေးအားစုအဖွဲ့20တည်ဆုံတဲ့နေရာမှာပေါ့လေ။စီအုပ်စုလုံးမဲ့ရေကောက်ပွဲကိုငင်းပယ်ပေးဖို့တောင်းဆိုတယ်ဆိုပြီးတော့မှထုတ်ပြန်ချက်တွေထုတ်လာတာမျိုးတွေကျွန်တော်တွေ့တယ်။ဒီအပေါ်မှာဒီအာဆီယံဥက္ကဋ္ဌအနေနဲ့အောင်ဘယ်လိုသဘောတွေရှိလဲဆိုတာလည်းပြောပြပါအောင်။ကျွန်တော်တို့အမြင်မှာတော့မလေးရှားအစိုးရကတော့ သူတို့အနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့လုံမဲ့အတူအောင်အတူအောင်ရွေးကောက်ဖို့မထောက်ခံဘူးဆိုတော့ရှင်းလင်းပြတ်သားပြတ်ပြတ်သားသားပြောတာကြီးဖြစ်ပါတယ်ဒီနေ့ဗမာပြည်အရေးနဲ့ပတ်သက်ရင်အာဆီယံရဲ့အခမ်းအနားတော့အရေးကြီးပါဘာဖြစ်လို့လဲကုလသမဂ္ဂအပါဝင်နိုင်ငံကကအာဆီယံရဲ့ပြုမှုဆောင်ရွက်မှုတွေပေါ်မှာမူတည်ပြီးတော့သူတို့ပါဝင်ဆောင်ရွက်ကြတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အာဆီယံရဲ့သဘောထားမှာအလွန်အရေးကြီးပါတယ်ထို့နည်းတူပဲကျွန်တော်မလေးရှားအခုလက်ရှိဥက္ကဋ္ဌကမလေးရှား ကနေဥက္ခရလုပ်နေတယ်။လာမယ့်နှစ်မှာကကျွန်တော်တို့ဖိလစ်ပိုင်နိုင်ငံကနေပြီးတော့မှဥက္ခရအနေနဲ့ဆောင်ရွက်ပါဖြစ်ပါတယ်။အခုကျွန်တော်တို့သွားတဲ့အစည်းအဝေးမှာဖိလစ်ပိုင်နိုင်ငံကကိုယ်စားလှယ်တွေနဲ့လည်းကျွန်တော်တို့ကတွေ့ခွင့်ဆုံခွင့်သူတို့တွေကိုကျွန်တော်တို့အမြင်ချင်းဖလှယ်ခွင့်တွေလည်းရခဲ့ပါတယ်။ဒါကြောင့်လာမယ့်အာဆီယံဥက္ခရအလှည့်ကျလုံးကဖိလစ်ပိုင်အစိုးရအနေနဲ့ကလည်းပဲကြိုတင်ပြီးတော့မှအခုကျွန်တော်တို့ state engage stakeholder engagement meeting ကိုလာရောက်ပြီးလေ့လာတယ် ကျွန်တော်တို့တွင်ထိတွေ့ဆက်ဆံမှုတွေလုပ်ထားပါတယ်။အကြောင်းဒါလာအကြောင်းဖိလစ်ပင်းအစိုးရအနေနဲ့ရတယ်လာမယ့်နှစ်တွေထဲမှာတော့စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူးလို့ကျွန်တော်တို့ခိုင်မြဲမှာပြောနိုင်ပါတယ်။ Okay ဆိုတော့လာမယ့်အာဆီယံဥက္ကဋ္ဌကဖိလစ်ပင်းကနေပြီးတော့တာဝန်ကျတာဝန်ယူရမှာဆိုတော့လေဆိုတော့ဒီလာမယ့်ဒီအာဆီယံဥက္ကဋ္ဌအစ်စ်မှာရောဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့အာနိုင်ငံကြီးအပြောင်းလဲတွေဘယ်လိုမျိုးရှိနိုင်လဲဆိုတာလည်းပြောလို့ရရင်ပြောပြပါအောင်ခင်ဗျာ။ အဖိလစ်ပိုင်လူတို့နဲ့ကျွန်တော်တို့ဗမာပြည်လူတို့ဆိုတာကအမ်တန်နီးကတဲ့ဆက်ဆံရေးရှိပါတယ်။ဘာတွေလဲဆိုတော့တွန်လိုင်းရေးကအမ်တန်နီးကတဲ့တွန်လိုင်းရေးနှလုံးသားချင်းအမ်တန်နီးကကြတဲ့ဆက်ဆံရေးတွေရှိပါတယ်။ဆေးရနာရှင်စနစ်အောက်ကနေလွတ်မြောက်ဖို့အတွက်ဖိလစ်ပိုင်လူတို့ဟာဘလို့ကြိုးစားရုန်းကန်ခဲ့ရဆိုကျွန်တော်တို့လူတို့သိတယ်လို့ပဲကျွန်တော်တို့တိုင်းပြည်ရဲ့လူတို့ကဒီဆေးရနာရှင်စနစ်အောက်ကနေဘလို့ရုန်းကန်နေရဆိုတော့ဖိလစ်ပိုင်လူတို့ကကောင်းကောင်းသိပါတယ် ။ဒါကြောင့်ဖိလစ်ပိုင်လူထုကိုကိုစားပြုတဲ့အစိုးရအနေနဲ့ကတော့ကျွန်တော်တို့ရဲ့တော်လှန်ရုန်းကန်မှုတွေကိုမလေးရှားအစိုးရလိုပဲဆက်လက်အသိမှတ်ပြုပြီးတော့မှထောက်ခံအားပေးသွားမယ်လို့ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ Audio Jungle